ဒန်ဂျီရိုပိုင်းတစ်ဇလန်လေးအစမှာတော့အဖေလူတန်ကြီးတယောက်ကကလေးဆိုတဲ့သမီးလေးကိုကိုခံပညာတွေသင်ပေးနေခဲ့တယ်။ကလေးကလည်းအခုမှအစတင်တာကြောင့်အစစအရရအသိဖြစ်နေပြီ။သူ့အတွက်ခက်ခဲနေခဲ့တယ်။အဖေလူတန်ကြီးကလည်းမင်းအဲ့လိုမျိုးလေ့ကျင့်နေရင်ဒန်ဂျီရုံရောက်သွားရင်မင်းတစားစီဖြစ်သွားမယ်ဆိုပြီးပြောနေခဲ့တယ်။ပြောနေရင်ခဏနေတော့ငါတို့တခိုးတွေကိုဘယ်သူမှမသနာမှာမဟုတ်ဘူး။အားလုံးကတခိုးတွေကိုမကောင်းဆိုးဝါးတကောင်လို့တတ်မှတ်ထားတာ။ဒါကြောင့်သူများထက်လေ့ကျင့်ရမယ်။သူများကတနအိဆို လေးမင်းကနှစ်နာရီလေ့ကျင့်ရမယ်ဆိုပြီးဓာတ်တိုင်းတင်ပေးနေရင် အသက်ကောင်မောင်းပါတော့တယ်တိုက်နေရင်ငါအဖေကပုံမှန်မဟုတ်လောက်အောင်တန်ပါတယ်ဓာတောင်ရန်သူတွေလက်ထဲမှာရှုံးခဲ့တယ်မင်းကိုအဲ့လိုမဖြစ်စေချင်လို့လေ့ကျင့်ပေးနေတာလို့ပြောခဲ့တယ်ဒီလိုနဲ့ကလေးတယောက်အရွယ်ရောက်လာပြီးစွန်စားသူတွေသာလာလိရှိတဲ့ဒန်ဂျီရွန်ကိုရောက်လာခဲ့ပါတယ်တက်လာရင်ခဏလွာကိုရောက်လာတော့ကြောက်စရာဝင်းပလီတွေကိုတွေ့လိုက်ရပြီးတိုက်ခိုက်ပါတော့တယ်တိုက်ခိုက်ရင်အနိုင်ရသွားတော့ဝင်းပလီတွေစီကနေတံပိုးကြီးကြောက်မြေရတနာတစ်ခုရလိုက်တယ် ကလေးလေးယဒနာလေးကိုကင်ပြီးငါအခုတော်ရုံစွန်စားသူတွေမတက်နိုင်ခဲ့တဲ့ရှက်လွာအထိတက်ခဲ့ပြီးပြီနောက်ထပ်အေးစွန်ပြီးကိုးလွာကိုတက်မယ်ဆိုပြီးပြောနေခဲ့တယ်ကလေးလေးခဏနေတော့အဖေဖြစ်သူသူ့ကိုတင်ပေးခဲ့တာဒီတတိရသွားပြီဂျေဇူးတင်နေပါတော့တယ်ငငယ်ကလေးကအဖေတေချာလေ့ကျင့်ပေးထားတာကြောင့်အခုလိုမျိုးအောင်နိုင်ပြီးစွန်စားနိုင်ခဲ့တာဖြစ်တယ်လို့ပြောခဲ့တယ်အဲ့ဒါနဲ့ကလေးလေးအဖေထွက်သွားကလေးကငါသုံးနှစ်ဆက်တိုက်လေ့ကျင့်လာတာဒါတော့အဖေချီရကိုမြည်တယ်လို့မခံစားရသေးဘူးဆိုပြီးအောက်ကိုဆင်းလာပါတော့တယ် ဆင်းလာရင်အဖေကဘယ်အထိတောင်သွားခဲ့တာလဲမသိဘူးအခုတောင်တိတ်ချောက်ချားစရာကောင်းနေပြီဆိုပြီးပြောနေခဲ့ပါတော့တယ်ဆင်းလာရင်ကလေးတယောက်ကိုလွာကိုရောက်လာပါတော့တယ်ပြီးတော့လိုက်ကြည့်နေရင်ဒန်ဂျီရိုနေမှာကန့်သက်ချက်တွေရှိသလိုစီမင်းစည်းကမ်းတွေကလည်းအများကြီးရှိတယ်ဒန်ဂျီရိုနေကသူတို့အလွာတွေကိုတေချာစနစ်တကျကာကွယ်ကြတယ်ပြီးတော့ဒန်ဂျီရိုနေမှာရှိနေတဲ့မကောင်းဆိုးဝါးတွေနဲ့အောက်မှာရှိတဲ့အဆောက်တွေကအတူတူပဲသူတို့ကိုတေချာသတိထားရမယ်ဆိုပြီးကလေးတယောက်သူ့ကိုသူသတိပေးနေပါတော့တယ် ဒီလိုနဲ့ကလေးတယောက်ဆက်လျှောက်သွားရင်မကောင်းဆိုးဝါးအနံ့အသက်တွေရနေကြတယ်။ဖြစ်ချင်တော့လှမ်းခိုးကြည့်လိုက်တော့မကောင်းဆိုးဝါးတွေအုပ်လိုက်ကြီးကိုမြင်လိုက်ရတယ်။အဲ့ဒါနဲ့ကလေးလဲဒီအထက်တွေမှာပိုဆိုးတာကမကောင်းဆိုးဝါးတွေအုပ်စုပဲရှိတယ်လို့တခြားမကောင်းဆိုးဝါးတွေနဲ့အတူပေါင်းပြီးလှုပ်ရှားနေတာကိုလည်းကလေးတယောက်သတိထားမိပါတယ်။ဒီလိုနဲ့မကောင်းဆိုးဝါးတွေလည်းဂိုလင်ကိုသွားတတ်ကြတယ်။အရှိပမာကြွက်သားတွေအများကြီးနဲ့ဗလာတောက်တဲ့ဂိုလင်ရှိတယ်။သွားတိုက်ခိုက်ကြမယ်ဆိုပြီးပြောကထွက်လာပါတော့တယ်။ဒီလိုနဲ့မကောင်းဆိုးဝါးတွေထွက်လာတော့ ကလေးတယောက်ကအပေါ်စီးကနေပြေးဝင်လာပြီးမကောင်းဆိုးဝါးခေါင်းဆောင်ကိုခေါင်းဖြတ်တတ်လိုက်ပါတော့တယ်ခေါင်းဆောင်လည်းတက်ပြီးရောဆောင်းကြွလာတဲ့နောက်လိုက်မကောင်းဆိုးဝါးတွေကိုကလေးကမော်ပညာတွေတုံးပြီးတိုက်ခိုက်တက်ပြစ်လိုက်ပါတော့တယ်မကောင်းဆိုးဝါးတွေကိုလက်တွေဖြတ်အကြောတိအောင်လှုပ်လိုက်ပြီးတိုက်လိုက်တာကြောင့်နောက်ဆုံးသေဆုံးသွားတဲ့မကောင်းဆိုးဝါးတွေကိုလေးကနေကြောင်းမြတ်ယတနာတွေထွက်လာပါတော့တယ်ကလေးလည်းချက်ချင်းဖမ်းသိမ့်လိုက်ပြီးမကောင်းဆိုးဝါးတွေရဲ့ကြောင်းမြတ်ယတနာတွေကိုဆွဲသိမ့်လိုက်ပါတော့တယ်ဒန်ဂျီရိုမာမကောင်းဆိုးဝါးအများစုက ူတို့တည်သွားရင်ယတနာအဖြစ်ပြောင်းလဲသွားကြတယ်ပြီးတော့တွင်းနဲ့လာလေးလေးမကောင်းဆိုးဝါးကိုကထွက်တဲ့ယတနာတွေကပိုပြီးတန်ဖိုးရှိလာလေးဖြစ်တယ်ဒါကြောင့်စွန်စားသူတွေကတွင်းနဲ့ထဲကိုဆင်းပြီးမကောင်းဆိုးဝါးတွေကိုတိုက်ခိုက်ကာယတနာတွေကိုရှာဖွေကြတာဖြစ်တယ်ဒီလိုနဲ့ကလေးလေးတယောက်အတန်တန်ကြားလို့မကောင်းဆိုးဝါးရှိနေပြီးအထင်နဲ့ထွက်လာခဲ့တယ်တေးကြတာအခန်းထဲမှာကိန်းအောင်နေတဲ့မကောင်းဆိုးဝါးရှိနေတာသိလိုက်ရတော့တိုက်ချင်းစိတ်တွေတဖွာဖွာဖြစ်ပေါ်လာပါတော့တယ်ဒါပေမဲ့ကလေးတယောက်တေးချပြန်စင်းစားကြည့်လိုက်တော့ မကောင်းစိုးဝါးကိုတိုက်ဖို့အားနေနေတဲ့အပြင်လက်နက်ကလည်းထင်သလောက်မကြံတော့တာကြောင့်စိတ်ညစ်သွားပါတော့တယ်။တပတ်မကောင်းစိုးဝါးကအင်အားကြီးနေရင်သူ့မှာရှိတဲ့လက်နက်လေးနဲ့ပြန်မတိုက်ခိုက်နိုင်မှာကိုစိုးရင်နေပါတော့တယ်။ကလေးတယောက်နောက်ဆုတ်ပြီးပဲတိုက်ရမလား။ဒါမှမဟုတ်မကောင်းစိုးဝါးအန်နီရဲ့ကိုပဲပြေးတွေ့လိုက်ရမလားဆိုပြီးတွေးနေပါတယ်။ကလေးလည်းဘာမှစဉ်းစားမနေတော့ပဲချက်ချင်းတကားဖွင့်ဝင်သွားတော့သူ့ကိုအစင်းသက်စောင့်နေတဲ့မကောင်းစိုးဝါးကြီးကိုတွေ့လိုက်ရပါတော့တယ်။အင်အားကြီးပြီးကြောက်စရာကောင်းတဲ့မကောင်းစိုးဝါးကြီးကိုမြင်လိုက်ရတော့ ကလေးတယောက်နည်းနည်းတော့ထိတ်လန့်သွားပါတော့တယ်။ကလေးလည်းမကောင်းဆိုးဝါးကြီးကိုအထင်သေးပြီးပြေးတိုက်ပေးမယ်လေ။မကောင်းဆိုးဝါးကလင်မြန်ပြီးရှောင်းတိန်တာ၊မြန်လုံးတာကြောင့်ကလေးတယောက်အခက်တွေ့နေပါတော့တယ်။ဒီမကောင်းဆိုးဝါးကခါတိုင်းတိုက်နေကြမကောင်းဆိုးဝါးရင်းနဲ့မတူဘူး။လင်မြန်ပြီးစွမ်းအားကြီးလုံးတာကြောင့်ကလေးတယောက်တိုက်ရတာခက်နေပါတော့တယ်။ပြီးတော့တိုက်နေရင်တက်လုံးအရန်ကောင်းပြီးစွမ်းအားကြီးလုံးနဲ့မကောင်းဆိုးဝါးကိုတင်းရှောင်ဖို့ကလေးတယောက်အခက်တွေ့နေပါတော့တယ်။ကလေးတယောက်လည်းနေရာယူလိုက်ပြီးမကောင်းဆိုးဝါးကိုတိုက်ဖို့နေရာယူလိုက်ပြီမြဲ။ မကောင်းဆိုးဝါးဘက်ကနေလက်ဦးမှုရအောင်လက်နဲ့ကြီးပြပြီးအရင်တိုက်ပါတော့တယ်ဖြစ်ချင်တော့မကောင်းဆိုးဝါးပစ်လိုက်တဲ့လက်နက်ကအင်အားကြီးတာကြောင့်နန်ရန်တွေကိုထိုးဖောက်နိုင်တာကိုမြင်ပြီးကလေးတယောက်လန်သွားပါတော့တယ်ကလေးလေးအဲ့လောက်တောင်အင်အားကြီးနေတာဘယ်လိုမျှအနိုင်ယူနိုင်မလဲဆိုပြီးစဉ်းစားနေပါတော့တယ်ခဏနေတော့မကောင်းဆိုးဝါးကတိုက်ခိုက်တာကိုရပြီးမင်းနန်ရန်ဖြူတာမမြင်ဘူးဘူးလားလို့မေးတော့ကလေးကလည်းမကောင်းဆိုးဝါးစကားပြောတာကြောင့်အံ့ဩနေပါတော့တယ်ကလေးလေးလည်းမကောင်းဆိုးဝါးစကားပြောနေတော့တိုက်ဖို့လို့တော့မကောင်းဆိုးဝါးက နေပါအောင်ခဏလေးနေပါအောင် ပြောစရာရှိတယ်လို့ပြောခဲ့တယ်။မင်းထင်နေသလိုအဲ့ဒါနန်ရန်ရိုးရိုးပြိုတာမဟုတ်ဘူး။အဲ့နောက်ကွယ်မှာအကြောင်းတရားတွေရှိတယ်လို့ပြောခဲ့ပါတယ်။ခဏနေမကောင်းဆိုးဝါးတွေထဲမှာအကြီးဆုံးအုတ်ချုပ်ရည်မှုလာတော့မှသူကမကောင်းဆိုးဝါးတွေထဲမှာစွမ်းအားကြီးတယ်။မင်းသူမလာခင်မင်းမြန်ရှောင်ဆိုပြီးတတိပေးခဲ့ပါတော့တယ်။ကလေးလေးလေးဖြစ်နိုင်ပါမလား။မကောင်းဆိုးဝါးကသူ့ကိုလှည့်စားနေတာလား။တမိတကရှောက်ပြောနေတာလားဆိုပြီးတွေးနေပါတော့တယ်ခဏနေတော့အခန်းထဲကနေအတန်တန်ကြားလိုက်တော့ကလေးလေးလှည့်ကြည့်လိုက်ပါတော့တယ် ကြည်လိုက်တော့အတန်အနေထားကိုခံမှန်းပြီးနောက်ဆုံးအတန်ကိုကြည်ကြတာတိတ်ကိုအင်အားကြီးတဲ့မကောင်းဆိုးရတဲ့ခေါင်ဖြစ်မယ်လို့ခံမှန်းမိပါတယ်။ဒါကြောင့်လေကလေးတယောက်လမ်းဖြန့်သွားပြီးသူတကယ်များအခုလောက်စွမ်းရည်လက်ကြံလေးနဲ့မကောင်းဆိုးဝါကြီးကိုတိုက်ခိုက်နိုင်မလားဆိုပြီးတွေးနေပါတော့တယ်။အဲ့ဒါနဲ့ကလေးလဲအတန်ကြားရကြည်လိုက်တော့တခုခုလာနေပြီတော်တော်ပြင်းတဲ့စွမ်းအားရှင်ပဲထင်နေဆိုပြီးကြည်လိုက်တော့ထင်ထားသလိုမဟုတ်ပဲကောင်မလေးတယောက်ထွက်လာပြီးနန်းရံပြိုသွားတာလားဆိုပြီးလာမေးပါတော့တယ်။ခဏနေတော့ကောင်မလေးကတကယ်ကြီးနန်းရံပြိုသွားတာပဲ။ ဘလို့လက်နဲ့နဲ့များတိုက်ခိုက်လိုက်လို့အခုလောက်ထိဖြစ်သွားတာလဲဆိုပြီးတွေးနေပါတော့တယ်ဒီလိုနဲ့ကောင်မလေးကမကောင်းဆိုးဝါးနာကတ်သွားပြီးနေတကယ်ပဲနိုင်ရံဖြူလိုက်တာလားဘာလို့အခုလောက်ထိလောက်တာလဲပြီးတော့တခြားသူတယောက်နဲ့နင်းစကားပြောနေတာလားမြင်နေကြပုံစံနဲ့မတူပဲမကောင်းဆိုးဝါးကြီးကတမှုထူးခြားနေတာကြောင့်ကောင်မလေးကမေးနေပါတော့တယ်နောက်ပြီးတော့မကောင်းဆိုးဝါးတကောင်ကဒူးဖော်သူတယောက်ကိုချက်ချင်းတိုက်ခိုက်ချိန်မုံရမယ်အစားခွင့်လုပ်ပြီးစကားတွေပြောနေတာလက်ခံနိုင်စရာမရှိဘူးလို့ပြောနေခဲ့တယ် တကယ်ပဲယုံကြည်စိတ်ချရတဲ့မကောင်းဆိုးဝါးတကောင်ဟုတ်ရဲ့လားလက်ခံနိုင်စရာရရှိသေးသလားလို့မေးခဲ့တယ်။ကောင်မလေးအမိတ်ပေးနေတာကိုကြည့်ပြီးကလေးကဒီကောင်မလေးကတော်တော်အာနာရှိတာပဲလို့တွေးနေခဲ့တယ်။ဒါမှန်ကောင်မလေးတယောက်ကမကောင်းဆိုးဝါးတွေကိုအမိတ်ပေးနေပြီးမကောင်းဆိုးဝါးတွေပြပြဝွင့်နေတာအောင်အမိတ်ပေးနိုင်တာကတုံယုံတန်ယုံမဟုတ်ဘူးဆိုပြီးကလေးတယောက်တွေးနေပါတော့တယ်။အဲ့ဒါနဲ့မိန်းကလေးလည်းမကောင်းဆိုးဝါးနိုင်ရန်ဖြူရာနဲ့ပတ်သက်ပြီးဇူနေပါတော့တယ်။နောက်တစ်ခါထပ်မဖြစ်အောင်နိုင်ရန်ပြိုရာမမြင်ချင်းသလို့ နောက်ထပ်လည်းပျက်စီးတာတွေမတွေ့ကျင်ဘူးလို့ပြောနေခဲ့တယ်။ဒီလိုနဲ့ကောင်မလေးကကလေးဘက်ကိုလှည့်လာပြီးအခုလိုစောင့်နေရတဲ့အတွက်တောင်းပန်ပါတယ်ဆိုပြီးပြောကသူနဲ့အတူလိုက်ခဲ့ဖို့ခေါ်လာပါတော့တယ်။ကလေးလည်းကောင်မလေးကိုကြည့်ပြီးဒါမှန်ကောင်မလေးပါပဲ။ကြီးကတာပေါင်းသင်းဆက်ဆံရတာမစိုးလောက်ဘူးဆိုပြီးတွေးနေပါတော့တယ်။အဲ့ဒါနဲ့ကလေးလည်းခုနကအခန်းထဲကထွက်လာတာလား။အခန်းထဲကထွက်မလာခင်ထူးဆန်းတဲ့အရာတွေကြားနေရတယ်လို့ပြောခဲ့တယ်။အဲ့ဒါနဲ့ကောင်မလေးလည်းအဲအเจ้าနေပြောချင်လို့လိုက်လာခဲ့ပါ။အခန်းထဲရောက်ရင်ရှင်းပြမယ်လို့ပြောပါတယ်။ ကလေးလဲဒီကောင်မလေးကငါ့ကိုဖျားယောင်းနေတာလားဒါမှမဟုတ်တိုက်ခိုက်ခြင်းလို့ဟန်ဆောင်ပြီးများခေါ်နေတာလားဆိုပြီးတွေးနေပါတော့တယ်အတွေးတွေများနေတဲ့ကလေးကိုကောင်မလေးကဘာမှစိတ်မပူပါနဲ့ဒီဘက်ကလူနေရက်ကွက်ပါကြောက်စရာ မရှိဘူးလို့ပြောခဲ့တယ်အဲ့ဒါနဲ့ကလေးလဲဒါကဒန်ဂျီရွန်အစိအပိုင်းမဟုတ်ဘူးလားမကောင်းဆိုးဝါးတွေမရှိဘူးလားဘာလို့တာမန်ရက်ကွက်လဲလို့မေးခဲ့တယ်ကောင်မလေးကလည်းဘာမှပြောမနေတော့ပဲအေကန်းလေးကိုခေါ်သွားပြီးအချင်းချင်းမိတ်ဆက်ကြပါတော့တယ်ကောင်မလေးကကလေးနမယ်ကိုသိနေတာကြောင့် ကလေးအံ့ဩသွားခဲ့တယ်။ကောင်မလေးကအင်အားကြီးပြီးအစွမ်းအဆရှိတဲ့ဒူးဖို့သူတွေဆိုအာယုံခံလို့ရတာကြောင့်သိနေတယ်လို့ပြောခဲ့တယ်။ခဏနေတော့ကောင်မလေးကကလေးကိုကျမနဲ့အတူဒီမှာအလုပ်လုပ်မလား။ဒီရက်ပိုင်းအကူအညီတွေအများကြီးလိုနေတာ။တန်ကြီးတို့မှအလုပ်လုပ်ရင်တော့မကောင်းဆိုးဝါးတွေအများကြီးဆက်ဆံရမှာ။အရေးကြီးတာကမကောင်းဆိုးဝါးတွေကိုထိန်းသိမ်းနိုင်မဲ့လူတယောက်လုံးနေတာ။အဲအတွက်အလုပ်လုပ်ပေးပါလို့ကလေးလေးကိုတောင်းဆိုခဲ့တယ်။ကလေးကလေးရှစ်လွှာမှာသူအလုပ်မလုပ်နိုင်ကြောင်းမကောင်းဆိုးဝါးတွေကိုလည်း မထိန်ချုပ်ကျင်တယ်လို့စကားတွေလည်းမပြောကျင်ဘူးလို့ပြောခဲ့တယ်။ငါအဖေကကိုးလွာမှပျောက်သွားတာ။သိကြတာကသူကမကောင်းဆိုးရတဲ့အသက်ခံရလို့ပျောက်သွားတာဖြစ်နိုင်တယ်။ငါကအဲ့ဒါကိုလုံးဝမကျင်နေဘူး။ဒါကြောင့်မကောင်းဆိုးရရင်ဆက်တက်ခိုင်မယ်။ရှုံးရင်အလုတ်လုံမယ်လို့ပြောခဲ့တယ်။အုတ်ချိုရေးမှုကလည်းကလေးတဘောပါဆက်တိုက်မယ်ဆိုတန်ကြီးရုံဘက်ကလုံးဝအရှုံးမပေးနိုင်ဘူးလို့ပြောခဲ့ပါတယ်။အဲ့ဒါနဲ့အုတ်ချိုရေးမှုလဲချက်ချင်းပဲသူ့ရဲ့မော်တော်တန်ကိုထုတ်ပြီးကလေးကိုတိုက်ဖို့ပြင်မာတော့တယ်။ကလေးလည်းမော်တော်တန်ကိုကြည့်ပြီး တေချာတာကငါ့အဖေကိုအိမ်မော်တုတ်တန်နဲ့တတ်လိုက်တာဖြစ်မယ်။ငါတေချာရှောင်ရမယ်။သူ့ကိုနိုင်အောင်တိုက်မယ်ဆိုပြီးတွေးနေပါတော့တယ်။တစ်ဖက်ကတိုက်လာတဲ့မော်တုတ်တန်ကိုကလေးကတေချာရှောင်နေတာကြောင့်အုတ်ချုပ်ရီမှုအံအောနေပါတော့တယ်။ငါထင်ထားတာတထောင်။သူကကောင်းနေပါလား။ရှောင်နိုင်တိတ်နိုင်ပါလားလို့တွေးပြီးအံအောနေပါတော့တယ်။ဒီလိုနဲ့အုတ်ချုပ်ရီမှုလေမိုးကြစီတိမ်ထူစီဆိုတဲ့မတန်ကိုရွတ်လိုက်တာကြောင့်ကလေးတယောက်မခံနိုင်မေမေမျောသွားပါတော့တယ်။ကလေးတယောက်နိုးလာတော့စတလာကိုရောက်နေပြီး အုတ်ချုပ်ရီမှုအခန်းထဲမှာဆိုတာကိုသိလိုက်ရပါတော့တယ်။အုတ်ချုပ်ရီမှုလည်းမင်းရှုံးသွားပြီ။ငါနဲ့အတူတူအလုပ်လုပ်မှာလား။ဒန်ဂျီရိုတွေကိုထိမ့်မှလားလို့မေးခဲ့တယ်။အဲ့ဒါနဲ့ကလေးလဲအစင်မပြေကြောင်းမကောင်းဆိုးဝါးတွေကိုမထင်းကျင်ဘူးလို့ပြောခဲ့ပါတယ်။ခဏနေတော့အုတ်ချုပ်ရီမှုကငါတို့မကောင်းဆိုးဝါးတွေကိုတခြားကဘာကငှားရတာ။သူတို့ကို အလုပ်အတွက်အင်တာဗျူးခေါ်တာ။အလုပ်ခန့်တာရှိတယ်။နေရာချတာတွေရောဒါတွေကိုလုပ်ရမယ်လို့ပြောခဲ့တယ်။ပြီးတော့လောက်ခတရက်ကိုရွှေတင်းကဆယ်ပြားပေးမယ်လို့ပြောတော့ လေးလှန်သွားခဲ့တယ်။ကလေးတယောက်လည်းဒန်ဂျီရိုမှာမကောင်းဆိုးဝါးတွေကိုနေနေဖို့ထွက်လာပြီးမှမကောင်းဆိုးဝါးတွေနဲ့အတူတူအလုပ်လုပ်ရမယ်ဆိုတာကြောင့်စိတ်ညစ်သွားပြီးအပိုင်းတစ်ဇလန်းလေးလည်းပြီးဆုံးသွားပါတော့တယ်။ကယ်ပရိသတ်ကြီးတို့ရေနောင်လာမယ့်အပိုင်းနဲ့ဇလန်းလေးမှာတော့ကလေးတယောက်ဒန်ဂျီရိုမှာမကောင်းဆိုးဝါးတွေနဲ့ဘလို့အလုပ်လုပ်မလဲဆိုတာကိုတော့ဆက်လက်ဆောင်မြော်ကြည့်ရှုကြပါဦးနော်။